နိုင်ငံနဲ့ပတ်သက်ပြီးမှကျွန်တော်နေငယ်လေးအာဗီဒီယိုလေးလုပ်ချင်ပါတယ်အခုဂျပန်နိုင်ငံမှာဒူးရေကတော့အမတန်မှဘာဖြစ်နေလဲဆိုရင်တော့ကြာနေတာဖြစ်ပါတယ်နော်ဟိုမေဂလာဆောင်ပြီးမှကလေးမွေးနှုံတို့နော်မေဂလာဆောင်တဲ့လူတွေကအရင်နေတာလေလို့ပြောပါတယ်ဒါပေမဲ့ဒီဟာကိုတို့ဖြည့်ရှင်းဖို့အတွက်ဘာလုပ်နေတယ်လဲဆိုရင် government အလုပ်သမားတွေကိုအာ တပတ်မှနိုင်69ဆယ်လုံးလောက်လုံနေရတဲ့ဟာတွေကနေကိုကတပတ်မှ၄ရက်ပဲအတွက်လုပ်ပြီးမှ၃ရက်ကတော့သူတို့နော်ချစ်သူနဲ့ date လေးလုပ်ပြီးမှပေါ့နော်ချစ်သူနဲ့ date လေးလုပ်မယ်လုပ်ပြီးမှအာတော့ရှင်နာကသူတို့ရဲ့အချိန်တွေပိုရလာပြီးမှကလေးများများမွေးအောင်မင်္ဂလာဆောင်လာအောင်ဟွာလေးရလာအောင်ပေါ့ကွာပြောမစွင်တော့ဒီချစ်သူလေးရပြီးမှပေါ့နော်အမင်္ဂလာဆောင်လာလေးတွေလုပ်လာပြီးမှကလေးများများမွေးအောင်သူတို့ကကဘာမဲ့တွေခါလာလုပ်ဖို့ လုပ်နေပြီဖြစ်တယ်လို့ကြားရပါတယ်နောက်တစ်ခုကတော့သူတို့ government ကနေလုပ်ပေးထားတဲ့ dating app ပေါ့နော်ရေးစားချေးသွေးလို့ရတဲ့အမ် mobile app လေးလို့ထားပြီးမှ application လို့ထားပြီးမှလုပ်ပေးနေတယ်လို့ကျွန်တော်တွေ့ရပါတယ်အခုဂျပန်နိုင်ငံကဘာဖြစ်လို့ဒီကနေ့အဲ့လိုတော့မလုပ်ဘူးဆိုရင်ဂျပန်နိုင်ငံမကြခင်မှာသူတို့အတွက်အမှန်တမ်းမဆိုးဝါးတဲ့အာစီဝိုင်းကြတာတော့ပြီးတော့ဒီလူလူမျိုးတွေအာကလင်းမွေးတော့မရှိပဲနဲ့ ဒီလူကြီးတွေကပဲ retirement တွေဖြစ်ပြီးမှကလေးမွေးနှုံးမရှိတာတဲ့အချိန်မှာဒီလူကြီးတွေအတွက် retirement တွေအတွက်စိုးရိမ်စရာရဲ့တိုင်းပြည်ရဲ့အနာဂတ်အတွက်စိုးရိမ်စရာဖြစ်တဲ့အဲ့လိုကျွန်တော်တို့ကြားရဖြစ်ပါကျွန်တော်ထင်တာကတော့ဒီဂျပန်နိုင်ငံအခု2000ဒီ2025 2025နှစ်ပေါ့ဒီလာပြီးရ25နှစ်အတွင်းမှာဒီလို20ရက်ခန့်နှုန်းလောက်တော့ကျွန်တော်တို့ retirement တွေဖြစ်သွားပြီမှာအဲ့20ရက်ခန့်နှုန်းလောက်ရှိတဲ့ retirement ဖြစ်သွားတဲ့လူတွေထဲမှာ ဥပမာ20ခန်းတော့ retirement လောက်ဖြစ်သွားမယ်ဆိုရင်ကလေးမွေးနှုံးရဲ့လူကြီးအွေကောင်းနေပေါ့နော်20ရခန်းတော့ထက်တက်လာဖို့အနေထားမှာမရှိဘဲနဲ့ကြနေတော့ကျွန်တော်တွေ့ရပါတယ်အခုဂျပန်နိုင်ငံမှာတော်တော်များများကျွန်တော်စုံစမ်းကြည့်တဲ့အချိန်မှာပေါ့နော်ဂျပန်နိုင်ငံမှာတော်တော်များများရွာတွေမှာပေါ့တကယ်မြို့ကြီးတွေမှာမဟုတ်ဘဲနဲ့ရွာတွေမှာဆင်တော့အဲအိမ်ဈေးတွေတက်ဒေါ်လာနဲ့ဒေါ်တော်လာနဲ့ရတာတော့နော်ဈေးတက်တော့တက်တာနဲ့ရတဲ့နေရာလေးတွေတော်တော်များများရှိတယ်လို့ကျွန်တော်တို့ကြားရတာဖြစ်ပါတယ်အဲ့ဒါဘာဖြစ်လို့လဲဆိုရင်တော့ အာကလေးမွေးနှုံကြလာတာရဲ့ရွာမှာဆိုရင်ကျွန်တော်ကျွန်တော်တို့ရွာမှာလို့ကလေးကစားတဲ့ကလေးတွေနဲ့ပြေးလွားမိမှကစားတဲ့နေချာမျိုးမှာမရှိတော့ဘဲနဲ့ကလေးကကြီးလာတဲ့အချိန်ကျတော့လူကြီးဖြစ်လာတဲ့ဟိုမျိုးကြီးတွေမှာတော့မှလှုပ်သွားလှုပ်တယ်ရွာမှာကတော့ဖိုးပွားရေးပဲကြံခဲ့တယ်ဆိုတော့အဖိုးပွားလေးကို take care လုပ်တယ်လို့သိမရှိဘူးဆိုတော့အဲ့ဒီလူကြီးအာနည်းနည်းရွေကောင်းတဲ့ဒီဒီလူတွေကတော့ရွာမှာမနေဘဲနဲ့မြို့မှာပဲတက်ပြေးလှုပ်လှုပ်ကြတော့အဲ့မှာရွာမှာလူကြီးတွေပဲကြံခဲ့တယ် အလူကြီးတွေကိုထိခဲလို့ရမယ့်ဟာတွေအိမ်ဒီဘိုင်နဲ့စဝရီတို့ထိခဲမလုပ်နိုင်တဲ့ကြောင့်မလို့ဂျပန်နိုင်ငံတော်တော်များများမှာခုနေရနေတွေ့မှာပေါ့ယောနေမှာပေါ့တတတော်တတလည်းအိမ်ရမိမှာပေါ့နော်ဈေးတတတော်တတလည်းရတယ်တတော်လားအလကားတော်မှပြီးနေရလို့ကျွန်တော်ကြားရတာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဂျပန်နိုင်ငံလူကြီးကြော်လာခြင်းအပြင်သူတို့အတွက်စီးပွားရေးမကြိုက်ခင်မှာစီးပွားဘာဖြစ်လို့ကျွန်တော်တရားပြောရတဲ့လဲဆိုရင်ဂျပန်ကျွန်တော်တို့လူတွေမြန်မာနိုင်ငံကတော့ကျွန်တော်တို့မသိဘူးပေါ့နော် ဒီ US နိုင်ငံလိုမျိုး Japan နိုင်ငံလိုမျိုးဆိုရင်တော့ဒီ generation เนี่ยအခုကျွန်တော်အခုလှုပ်လှုပ်တယ်ကျွန်တော်လှုပ်လှုပ်နေတဲ့ဒီ person retirement ဖြစ်ထားတဲ့ person တွေအားလုံးကတော့အခုကျွန်တို့အထက်မှာရှိပြီးအလုပ်လုပ်ပြီးမှ retirement ဖြစ်သွားတဲ့သူတွေကစားရတာဖြစ်ပါတယ်သူတို့ပဲစားမယ်သူတို့ကရမယ်အကျိုးခံစားခွင့်ရှိမယ်ဆိုတော့ကျွန်တို့က retirement ဖြစ်သွားလို့ရှိရင်ကျွန်တို့နောက်မှာရှိတဲ့ကျွန်တို့ရဲ့ကလေးတွေ ပြီးတော့ကျွန်တော်တို့ကျွန်တော်နောက်မှာရှိလာတဲ့အလုပ်သမားတွေအလုပ်အလုပ်လုပ်တဲ့လူတွေကနေ retirement ကနေကျွန်တော်တို့ကအဲ့ retirement ကျွန်တော်တို့ကစားရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဟိုအလုပ်သွားရလုပ်တယ်ကျွန်တော်တို့ retirement တွေကတော့အခုအထက်ကကျွန်တော်အထက်ကရှိတဲ့ retirement ယူသွားတဲ့လူတွေကစားပြီကျွန်တော်တို့စားမဲ့ကာလမှာအိုမာကျွန်တော်ရောက်၁00လောက်အရောက်1 million လောက်အဲ့1 million အပေါ်အတွမ်း25 million လောက်ကျွန်တော်တို့အတက် ဒီ retirement ဖြစ်တော့25 million လောက် retirement ဖြစ်သွားမယ်ဒါမဲ့အလုပ်လုပ်တဲ့လူက25ရခဏလောက်မရှိဘူး10ရခဏလောက်ပဲရှိမှာဆိုရင်ဒီ retirement ကနည်းနည်းဆိုးရိမ်စရာကောင်းတယ်လေဖြစ်ပါတယ်ဆိုးရိမ်စရာကောင်းတယ်အဆင်မပြေနိုင်ဘူးပေါ့အခုဂျပန်မှာလိုမျိုးဟာနဲ့ဖြစ်နေပါဖြစ်ပါတယ်လူကြီးကလေးတွေကတော့မင်္ဂလာဆောင်မျိုးမကလေးမရှိချင်တော့ဘူးဒါမဲ့အသက်ကြီးလူကထပ်ပြီးကြီးွားတယ် အာဖြစ်နေတာဖြစ်တယ်ဒါကြောင့်ခုဂျပန်နိုင်ငံမှာပတ်စံချီးတာတို့သူတို့ရဲ့ဝင်ငွေသူတို့ရဲ့ဂျပန်ငွေတွေကအမတန်မှဈေးကျသွားအောင်ပေါ့နော်ဈေးကျအောင်ဒီမှာရှိဒီမှာလေးတွေ့ရဖြစ်ပါတယ်နော်ဈေးကျအောင်သူယူထားတယ်အများကြီးမယူဘူးနော်ဈေးကျသွားအောင်သူယူတယ်ဟာဘာဖြစ်သွားတာပေါ့နော်အာသူတို့ပတ်စံနှိနှောင်ယူပြီးမှသူတို့ retirement တို့ချီးပေးတဲ့ business ကိုကောက်ွယ်ဖေးတာတွေကိုကျွန်တော်တွေ့ရပါတယ် တော့ကျွန်တော်ထင်တာကတော့ဂျပန်နိုင်ငံမှာမြန်မာနိုင်ငံမှာမြန်မာနိုင်ငံသားတွေအတွက်အခုနိုင်ငံအခုသူတို့တကယ်တမ်းဒီလိုမျိုးဆက်ဖြစ်လာနိုင်မယ်ဆိုရင်ဆက်ပြီးဒီလိုပုံစံနဲ့ပဲဆက်ဖြစ်လာနိုင်မယ်ဆိုရင်ကျွန်တော်ထင်တာဂျပန်နိုင်ငံကို immigrant တွေခေါ်လာလိမ့်မယ် immigrant ဆိုတာတခြားနိုင်ငံနဲ့ပြောင်းလာဖို့ပေါ့နော် immigrant တို့တို့လက်ခံလာလိမ့်မယ်သူတို့ရဲ့ citizen policy ကိုပြောင်းလာလာလိမ့်မယ်ကျွန်တော်ထင်တယ်ဆိုတော့တကယ်တော့ကျွန်တော်မြန်မာပြည်သားတွေအာဒီဂျပန်မှာတွားဖို့ဥပမာဥပမာ အခုအရင်တော့ကတော့တို့က skill ရှိတဲ့လူပေါ့နော်တကယ် professional ကိုတို့ကနေရာပေးပြီးမှလောလောအလောလောခိုင်းဖို့ပေးတာဖြစ်ပါတယ်ဒါပေမဲ့အခုကတော့ဂျပန်ကသူကအဲ့ဒီ professional တာကိုသူစားရှာမယ်အ professional သူအဖွဲ့ရထားပြီးမှအာလောလောနဲ့တူတူတို့လက်ခံမဆွေဘယ်လိုနည်းနဲ့မှတို့ရဲ့အာဂျပန်ရဲ့ဒူဦးကြီးကိုပြန်ဖြည့်ဖို့အတွက်မလိုဘူးဒီ USA နိုင်ငံမှာဆိုရင်ခင်ဗျား USA နိုင်ငံသားတယောက်မဟုတ်ဘူးဆိုရင်နေ့ကို social security test ကပေးဆရာမလိုလို့ကျွန်တော်ထင်တယ်။အာကျွန်တော်ထင်တယ်။အဲ့ဒါလေးတိတ်မဖြတ်ဘူး။ဒါပေမဲ့ဒီနိုင်ငံမှာနေပြီးမှ grade card ရထားတဲ့လူတွေကတော့ social security ရထားတဲ့လူကတော့ဒီနိုင်ငံမှာ return match ဆိုတော့ pay ကိုပေးရတာဖြစ်ပါတယ်။ဒါတော့ကိုယ်ဂျပန်နိုင်ငံမှာလိုမျိုးဂျပန်နိုင်ငံမှာတော့ကျုပ်မြန်မာနိုင်ငံသားလို့သွားလို့လေသူတို့မှာ return မဖြတ်တာတို့ medical ဖြတ်တာတို့နော်ကြောက်မဲဆော့ရှော့မှုဖြတ်တာတို့ holiday လို့ဖြတ်တာလို့အများကြီးရှိတယ်။အဲ့ဒါဘာဖြစ်လို့လဲဆိုရင်တော့ကျွန်တော်ထင်တာက ဂျပန်နိုင်ငံမှာရှိတဲ့ဒီပိုးပွားတွေက retirement လုပ်သွားတဲ့အတွက်ကိုခင်ဗျားတို့ cover လုပ်ပြီးနေလူတွေဖြစ်ပါတယ်။ဆိုတော့ now now အရန်အချိန်ကြာလာမှဆိုရင်ဂျပန်နိုင်ငံမှာလွတ်လုံနေတဲ့ကျွန်တော်မြန်မာနိုင်ငံသားတွေကို citizen အနေနဲ့ပဲဖြစ်ဖြစ်တခုခုနေတိုင်းခွင့်အနေနဲ့ခုခုတော့ကျွန်တော်ဒီဂျပန်ရဲ့ policy ကပြောင်းလဲလာနိုင်မလို့ကျွန်တော်ထင်တယ်။ဒီ theme ပြဿနာရှိနေတဲ့တခုကပါလဲဆိုရင်ဂျပန်လူမျိုးတွေကလည်းသူမြတ် community နဲ့ပေါ့နော် သူများရဲ့ culture နဲ့တိပ်ပြီးရောချင်တဲ့အနေဒါမျိုးမရှိဘူးသူတို့ရဲ့သူတို့ရဲ့စိတ်ထဲမှာလေဂျပန်လူမျိုးတွေဆိုတော့ဂျပန်လူမျိုးတိတက်မယ် pure ဖြစ်လို့ခြင်းနဲ့မရောတာတို့တခြားနဲ့တခြား culture နဲ့ mix လုပ်တာလို့ဆိုသူတို့ကတိတ်မလို့ခြင်းနဲ့အနေဒါမျိုးမရှိတယ်ဆိုတော့ဒါကိုသူတို့ဆွေးရကလည်းတတ်မှတ်တော့ပြုပြပြောင်းလဲဖို့လုပ်ပြီးမှဘာလုပ်ဖို့ရှိတယ်လဲဆိုရင်ဂျပန်နိုင်ငံကဒီတိုင်းမဆက်ပြီးမှအာသူတို့ကက government ရဲ့ဆောင်ရွက်ပေးနေတဲ့ဟာလေးတွေ เนาะเนาะ government တွေကတော့မှဒီချောင်းရင်းနဲ့ပတ်သက်တဲ့ဟာလေးဆောင်ရွက်ပေးလာတာဖြစ်တယ်ဘာကြောင့်လဲဆိုရင်အဲ့လိုထိထိရောက်ပါဝင်လာတာပေါ့ဒီလိုတက်ဆက်ပြီးပါဝင်လာတဲ့ပြီးမှအာသူတို့ရဲ့ဂျပန်နိုင်ငံရဲ့လူကြီးအာတိုးတက်လာမှုမရှိဘဲနဲ့ short ချသွားမှဆိုရင်မြန်မာနိုင်ငံရဲ့ rap ဖြစ်ဖြစ်တခြားနိုင်ငံကအာ immigrant ကိုသူလက်ခံလာမယ် immigrant လက်ခံမယ်နောက်တစ်ရက်တစ်ခုအနေနဲ့ကျွန်တော်စဉ်းစားတဲ့အခါတော့ refugee လည်းလက်ခံလာမယ်သူတို့အခုဘာလုပ်လဲဆိုရင်တော့ဒီဂျပန်နိုင်ငံမှာ လူအလုတ်လုတ်တွေလိုရနေတော့ကြောင့်မလို့စိတ်ယုတ်တွေကိုစားထိုးပြီးမှအလုတ်လုတ်ဖို့သူတို့ကအများကြီးလှုပ်လာနေတာဖြစ်ပါတယ်နော်စိတ်ယုတ်တွေကစားထိုးတယ်စိတ်ယုတ်တွေစားထိုးပြီးမှအာဒီအလုတ်ဒီအလုတ်လုတ်ခိုင်းဖို့အတွက်ဖြစ်လာတာဖြစ်တယ်ဆိုတော့ဒီကဒီလိုလုတ်ချင်ရမယ့်သူတို့အတွက်လေလူမှုရေးလူလူရေးတိုးချော့ချတဲ့နေရာနေမှာအားနည်းမှုရှိသွားတာပေါ့နော်ဆိုတော့ကျွန်တော်စဉ်းစားလိုက်ကြည့်ရတာကတော့မြန်မာနိုင်ငံကနေတကယ်တမ်း တော်ဖို့ရှိမယ်ဆိုရင်ဂျပန်နိုင်ငံမှာမကြခင်မှာလူမြိုင်းခေါ်လာမလို့တမန်မြိုင်းရေးခေါ်လာမင်းမြိုင်းခေါ်လာမင်းပြီးတော့အဓိကကျွန်တော်ပြောချင်တဲ့ဟာဂျပန်နိုင်ငံမှာတော်ဖို့စဉ်းစားထားရဆိုရင်တင့်ထားဖို့မိတ်ဆွေကိုကျွန်တော်တခုအားပေးချင်တာကဘာပေးချင်လဲဆိုရင်ဘိုးဘွားရေးတာရှောက်ရှောက်တဲ့နေရာမှာအဖိုးဘွားတွေကိုစေကူတပေးတဲ့ဟာတွေမှာပညာတင်တော့ပါအဲ့ဒါပညာလေးတင်တော့ပြီးမှဂျပန်နိုင်ငံမှာတော့တော်မယ်ဆိုရင်ခင်ဗျား လုံစားလို့မကုန်ပါတိဖြစ်မှာ။ဘာကြောင့်လဲဆိုရင်ဂျပန်နိုင်ငံကလူကြီးတော်တော်များများအားလို့ကမကြိုက်ခင်မှာ retirement ဖြစ်တော့မယ်။အာဘိုဘာရေးတာမှာတွားရုံးမဲ့နေထားမျိုးဘိုဘာဆောက်ရှောက်ရေးဌာနတော့နော်အဲ့လိုမျိုးနဲ့ပတ်သက်တဲ့ပညာကိုများများတက်ထားဖို့လိုတယ်။အဲ့ဒါတက်ထားပြီးမှပဲဂျပန်နိုင်ငံသွားမှဆိုရင်သင်ကသမင်ကမမို့ပတ်စံနဲ့အများရမယ်လို့ကျွန်တော်အားပေးချင်တယ်။ဆိုတော့မကြိုက်ခင်မှာကျွန်တော်ထင်တာကတော့ refugee လဲသူတို့ခေါ်လာလိမ့်မယ်။အာ immigrant လို့သူလက်ခံလာလိမ့်မယ်။ ဆိုတော့ဒူငေလူရွေတွေပဲဒူငေလူရွေပြင်းနေနေရှိပြီးမှအာမင်္ဂလာဆောင်ထားတဲ့ couple တွေဆိုရင်တို့ကတော့ပြီးမှအခွင့်အရေးတွေပြီးလာတဲ့နေထိုင်မှုမှာရှိလာလိမ့်မယ်လို့ပြောနေတယ်ကျွန်တော်ဒီမှာပဲကျွန်တော်နေကိုချုပ်ချင်ပါဒါကျွန်တော်ရဲ့တုံ့တက်ချက်ကျွန်တော်ရဲ့အမြင်ပဲဖြစ်ပါတယ်မိဆွေရဲ့အမြင်ကိုလည်းဒီမှာလွတ်လပ်စွာ share တောင်းနိုင်တယ်လို့ပြောနေတယ်ဒီမှာပဲကျွန်တော်နေကိုချုပ်ချင်ပါတယ် Thank you see you next video